စ်အနေနဲ့ကဇာတိပဂတိရဲ့လွှမ်းမိုးမှုကိုချိုးဖျက်ပြီးတော့မှဝိညာဉ်၌အသက်ရှင်နည်းဆိုတဲ့အကြောင်းဖြစ်ပါတယ်။ဟိုကျွန်တော်ကြံချက်တွေနဲ့ကျွန်တော်လေ့လာကြည့်ကြရအောင်။ခေါင်းစဉ်အနေနဲ့တခြားကျွန်တော်ပြန်ပြောပြမယ်။ဇာတိပဂတိရဲ့လွှမ်းမိုးမှုပြောချင်တဲ့အိဗယ်ကအသွေးသားပေါ့။ယုံကြည်သူတယောက်ရဲ့အသွေးသားကိုချိုးဖျက်ပြီးတော့မှဝိညာဉ်၌အသက်ရှင်တဲ့နည်းဒီနည်းလမ်းကိုဆွလို့ပါဖြစ်ပါတယ်။အဲဒါကိုကျွန်တော် အဖွင့်ပြခြင်းခံရတဲ့အခါကျတော့အရန်ကိုကျွန်တော်ခေါ်အားရတယ်ဒါကြောင့်ညီကိုကြီးလည်းဒီနေ့အဲဒီအเจ้าကိုခေါ်အားရစီခြင်းတဲ့အတွက်ပြန်လည်းမျှဝေခြင်းဖြစ်ပါတယ်ဇာတိပဂတိဆိုတဲ့လွယ်မှုမှုကိုချိုးဖြတ်ပြီးတော့ဝိညာဏအသက်ရှင်ခြင်းဆိုတဲ့အကြောင်းအရာကဘာနဲ့သက်ဆိုင်နေလဲဆိုရင်ဘိသိက်ခံအတ္တဓာရဲ့အဓိကစင်ခုံမှုရဲ့အောင်ပွဲဖြစ်တယ်ဆိုတာကိုနားလည်ဖို့လိုပါတယ် ဒါတို့ဒီယုံကြည်သူတိုင်းဟာဘိသိက်ခံများဖြစ်တယ်လေဖြစ်တယ်ဆိုတာကိုလေအဲကျွန်တော်တို့ပထမဦးဆုံးနားလည်ထားဖို့လိုတယ်ယုံကြည်သူတွေဟာဒီနေ့ယုံကြည်သူတိုင်းဟာဘိသိက်ခံနေပဲဒါကြောင့်ဇာတိပဂတိရဲ့လွှမ်းမှုမှုအသွေးသားရဲ့လွှမ်းမှုမှုကိုမခံရအောင်ချိုးဖျက်ပြီးတော့မှဝิญဉ်၌အသက်ရှင်တတ်တဲ့နီလန်းတွေဟာယုံကြည်သူတယောက်ရဲ့အဓိကစိန်ခေါ်မှုရဲ့အောက်ဘွဲဖြစ်တယ်လို့နားလည်ရမှာဖြစ်ပါတယ် ဒီကြောင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့လေ့လာကြည့်တဲ့အခါမှာဘာတွေ့ရလဲလို့ပြောရင်စိတ်နိုင်ရှိသောလူပေါ့စိတ်နိုင်ရှိသောလူကိုဝิญဉာဉ်နိုင်ရှိသောလူအဖြစ်တို့အသွင်ပြောင်းလဲစေပြီးတော့မှကိုယ်ခန္ဓာတော်၌အမှုဆောင်ခြင်းကိုအားဖြစ်ပြီးတယ်ဆိုတော့ကျွန်တော်တို့နားလည်ဖို့လိုပါတယ်ဒီနေ့ယုံကြည်သူတွေဟာစိတ်နိုင်ရှိတဲ့လူနဲ့ဝิญဉာဉ်နိုင်ရှိတဲ့လူမတူဘူးကျမ်းစာမှာဒါစိတ်နိုင်ရှိသောလူဆိုတဲ့အတိတ်ပြေက မိမိရဲ့စိတ်တိုင်းပဲသဘောတိုင်းပဲဖရာသခင်အတွက်ဆိုလဲမိမိရဲ့စိတ်သဘောတိုင်းပဲမှုတော်ဆောင်နေဒီနေ့လောကလူတွေလောကမှာကျင်လည်တဲ့ခါမှာလဲမိရဲ့စိတ်တိုင်းပဲအာကျင်လည်တဲ့ဒါမျိုးကြတော့စိတ်နိုင်ရှိသောလူလို့ခေါ်တယ်ဝิญဉာဉ်နိုင်ရှိသောလူကြတော့မိမိသဘောတိုင်းမဟုတ်မိမိရဲ့သဘောစံဓာတွေကိုမလုပ်လိုက်လဲဆိုရင်ဟိုချိုးဖြက်ပြီးတော့ခရစ်တော်ရဲ့အလိုတော်အတိုင်းဖရာသခင်ရဲ့အလိုတော်အတိုင်းဝิญဉာဉ်ရဲ့ဝิญဉာဉ်တော် ရဲ့အလူတော်တိုင်းပဲအသက်ရှင်တာပဲတော့ဝိညာဉ်၌ရှိသောလူလို့ခေါ်တယ်။ဒါအကျံပြင်းပေါ့နော်အကျံပြင်းနားလည်ဖို့အတွက်ပြောပြတာဖြစ်ပါလေ။ဓမ္မတာလေခရစ်တော်ရဲ့ကိုယ်ခန္ဓာတော်ထဲမှာအမှုဆောင်ခြင်းဟာပို့ပြီးအားဖြည့်လာမှာဖြစ်တယ်လို့နားလည်ရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီတော့ဒီနေ့နှုတ်ကပတော်ကိုဒီဖော်ပြတဲ့နှုတ်ကပတော်ကိုမျှဝေတဲ့နှုတ်ကပတော်ကိုတေချာလေးနားထောင်သိခြင်းနဲ့အဲကြောင့်နန်နေတဲ့အပိုင်းတွေအရန်ပါတဲ့အတွက်အဲဒီနေ့ညီကိုလေးနားလည်သိခြင်းနဲ့အဲကြောင့်ဒီနေ့ဒီเจ้าရောက်နားလည်သွားရင် ယုံကြည်သူတယောက်ဟာနေ့စဉ်နေ့စဉ်ဘလူဖြတ်တန်းရမယ်ဆိုတဲ့အကြောင်းကိုနားလည်လာမှာဖြစ်ပါတယ်။အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဘလူပြောပြလဲလို့ပြောရင်ဇာတိပကတိကိုချိုးဖြတ်ပြီးတော့မှဝิญဉ်၌အသက်ရှင်နေလေးလေးချက်လို့ဖော်ပြထားတယ်။ဒါကြောင့်ပြောချင်တဲ့အဓိပ္ပာယ်ကအသွေးသားကိုချိုးဖြတ်ပြီးတော့မှဝิญဉ်၌အသက်ရှင်တဲ့နီလန်းလေးမျိုးပေါ့။ဒါကိုနားလည်ဖြစ်ပါတယ်။အဲ့ဒီချက်ကဘာလဲဆိုရင် အပြစ်ပြခြင်းနဲ့တန်ရှင်းစေခြင်းတို့နဲ့တက်ဆိုင်တဲ့အခြေခံကြက်ကြက်တွေဖြစ်တယ်။ဒါဆိုဒီထဲမှာအပြစ်ဖြစ်ခြင်းဆိုတာကဟာဆရာကြီးအပြစ်ပြန်ဖြေရမှာလားလို့ဆိုလိုတာမဟုတ်ပါဘူး။အပြစ်ဖြစ်တဲ့ဆိုရဲကမိမိရဲ့စိတ်နှလုံးသားမိမိရဲ့ခံယူချက်တွေဟာခရစ်တော်ဘာလောက်ဆောင်ပေးသွားလဲဆိုတာကိုအမှန်တကယ်သိနာလဲခြင်းကိုဆိုလိုတာဖြစ်တယ်။နော်အဲ့ဒါကိုနားလည်မှာဖြစ်ပါတယ်။ဟောအပြစ်ဖြူတယ်ဆိုတော့တမဟောင်းကပြစ်ဖြစ်တဲ့ပုံစံမျိုးတွေတွားယူမစဉ်းစားပါနဲ့အဲ့လိုမဟုတ်ပါဘူးနော်။အဲကြောင့်မိမိ ဒီနေ့ယုံကြည်သူတော်များများဟာခရစ်တော်ဘာလုတ်ပေးခဲ့လို့လုတ်ပေးခဲ့မှန်းမသိဘူးဖြစ်တတ်တယ်တခါကြရင်ဒါပေမဲ့သိနေပဲလေမေ့နေတတ်တယ်ဒါကြောင့်သိမှတ်ခြင်းဖြစ်တယ်ကိုတော်ခရစ်တော်ယေရှုခရစ်တော်ဘာဒီလုတ်ဆောင်ပေးသွားလဲဆိုတော့ကိုပြန်လဲသိမှတ်ပြီးဩခရစ်တော်ငါ့ကိုတန်ရှင်းစေပါလားဆိုတဲ့အဆင့်တွေထိကိုနားလဲစီဖို့အတွက်ဖြစ်ပါတယ်ဒါကြောင့်အချက်လေးချက်ရှိတယ်နံပါတ်1ကအမှန်တရားကိုအသိမှတ်ပြုခြင်းအမှန်တရားတော့ခရစ်တော်ယေရှုခရစ်တော်ကိုဘာလုတ်ပေးသွားလဲ ယုံကြည်သူကိုဘာလို့ဖေးထားလဲဆိုတော့အမှန်တရားကိုအတိမတ်ပြုအောင်ပါအမှတ်၁နံပါတ်၂ကတင်ဆက်မပြတ်ဆုံးဖြတ်ချက်ချနေရမယ်နေ့တိုင်းနေ့စဉ်နေ့တိုင်းနေ့စဉ်သိုးကြတယ်တပည့်နေ့တိုင်းနေ့တိုင်းနေ့စဉ်ပေါ့ပြုလုပ်နေရပါတယ်သိုးကြတယ်နေ့စဉ်နေ့စဉ်နဲ့နေ့စဉ်မတူဘူးစကားလုံးက နေ့စဉ်ဆိုတဲ့စကလုံးကမနေ့မိုးလင်းလာတဲ့ဘုရားသခင်ရဲ့အလိုတော်ယူရချက်တည်းမှာသွားမယ်ဒါုံတို့လိုတာဖြစ်တယ်နေစဉ်ဆိုတဲ့အိဗယ်ကအဲ့ဒီနေ့တနေ့တာမှာသွားနေခြင်းစားနေခြင်းလာနေခြင်းဒီလိုနေစဉ်တွေကိုဆိုလိုတာဖြစ်တယ်ဒါကြောင့်နံပါတ်နေ့အနေနဲ့စင်စက်မပြတ်ဆုံးဖြတ်ချက်ချခြင်းဆိုတဲ့ဒုတိယချက်ဖြစ်တယ်နောက်တတိယချက်ကအဲ့ဒီဆုံးဖြတ်ချက်ချတဲ့အရာတွေကကိုယ့်သဘောနဲ့ကိုမဟုတ်ဘဲနဲ့ ဝိညာဉ်တော်ရဲ့လမ်းညွှန်မှုအတိုင်းလိုက်လျှောက်တော်ဆုလုပ်တယ်။ဒါနံပါတ်၃ချက်။နောက်နံပါတ်၄ချက်အနေနဲ့ကမျော်လင့်ချက်နဲ့အသက်ရှင်ရမှာဖြစ်တယ်။ဒါဒီချက်၄ချက်ကိုနားလည်ပြီးဆိုရင်ယုံကြည်သူတယောက်ဟာအသွေးသားကိုချိုးဖျက်ပြီးတော့မှဝိညာဉ်၌အသက်ရှင်နည်းလေးနည်းကိုနားလည်သွားမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဒီဟာလေးကိုတခြားလေးနားထောင်သိကျင်တယ်။ကျွန်တော်တို့ခံစားရတာအရန်သဘောကျလို့အကြည့်ရတဲ့အတွက်ဒီနေ့ညီကိုလေးကိုပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။ ။အဲ့ဒါကျွန်တော်ဘက်ကလည်း line လေးကနည်းနည်းတိတိတိဖြစ်နေတဲ့အချိန်ကြောင့်ဒီမှာပို့တဲ့စာမမြန်ဘူးဖြစ်နေတော့ဖြည်းဖြည်းချင်းပြောနေရတယ်။ဒါလေးကြောင့်နည်းနည်းလေးသိခံပေးစီခြင်း ਨੇ ။ဒါကြောင့်နံပါတ်1အမှန်တရားကိုအတိမတ်ပြုခြင်းအဲ့ဒီအကြောင်းလေ့လာကြည့်အောင်။အမှန်တရားကိုအတိမတ်ပြုခြင်းဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှအချက်နှစ်ချက်ရှိတယ်။အဲ့တော့ကဘာလဲလို့ပြောရင်တက်ကကြီးဇာတိပကတိချွတ်တာ။ပြောကြအသွေးသားကိုချွတ်ခွာတာ။ချွတ်တာ နောက်တိခခွေအနေနဲ့ဝิญဉ်ကိုကွက်တာပြောချင်တာကခရစ်တော်ရဲ့ဖျားသခင်လုပ်ပေးတဲ့အဝတ်ကိုပြန်ကွက်တာအဲ့တော့နှစ်ချက်ပဲအမှန်တရားကိုအတိမတ်ပြုတဲ့အခါမှာလဲဇာတိပဂတိကိုချွတ်ဝิญဉ်ကိုဝက်ဒီအဓိပ္ပာယ်ကိုနားလည်ရမယ်ဒါဆိုရင်ဇာတိပဂတိကိုချွတ်တယ်ဆိုတာဘာလဲလို့ကြည့်အောင်ကျမ်းစာမှာဓာတိပဂတိကိုကျမ်းစာမှာချွတ်တာနဲ့ပတ်သက်ပြီးတော့မှဒီလိုဖော်ပြထားတယ်တွေ့ရတယ်ဇာတိပဂတိဟာ လောကတိုင်ပေါ်မှာခရစ်တော်နဲ့အတူတည်ဆုံးပြီးကြောင်းကိုယုံကြည်လက်ခံတာကိုဆိုလိုတယ်။ကျွန်တော်ရဲ့အသွေးသားဇာတိပဂတိကယောမ66မှာဖော်ပြပြီးသားဖြစ်တယ်။ငါတို့လူဟောင်းသည်တဲ့ခရစ်တော်နဲ့အတူလောကတိုင်မှာအသေးခံပြီးဟုငါတို့သိကြ၏။ထို့သောဖြစ်သောအကြောင်းကအပြစ်တကိုးကိုဖယ်ရှားခြင်းဖြစ်တယ်လို့ဖော်ပြတယ်။ဒါဆိုကျွန်တော်တို့ကဘာလို့နားလဲရမှာလဲဆိုရင်ကျွန်တော်လူဟောင်းဖြစ်တဲ့ ခရစ်တော်၌လူသစ်ဖြစ်တဲ့လူတွေမှတည်းကခရစ်တော်၌လူဟောင်းဖြစ်တဲ့ဇာတိပဂတိအသွေးသားကိုကားတိုင်းမှာတဲ့ကခရစ်တော်နဲ့အတူတူအသေးခံပြီးပြီဆိုတော့ပြန်ပြီးသိမှတ်ဝေခန္ဓာကဇာတိပဂတိကိုချွတ်ခြင်းဖြစ်တယ်ဆိုတော့နားလည်မှာဖြစ်ပါတယ်အဲ့ဒီအရာကိုဗိသိက်နဲ့ပြောမယ်ဆိုရင်ရွေးနှုတ်ခြင်းဗိသိက်လို့ခေါ်တယ်အဗိသိက်လို့ပြောတတ်တဲ့အခါမှာအဆရာရဲ့ဗိသိက်ဆိုတာဒီနေရာမှာ၃ရာမှာလာလို့ နားလဲခြင်းမှာနားလဲမယ်သုံးလို့ရပါတယ်ဘိသိက်ဆိုတဲ့အဓိပ္ပာယ်ကဖရာသခင်ကရွေချက်တစ်ခုခုနဲ့ပေးအပ်ထားသောအရာကိုဘိသိက်လို့ခေါ်တယ်ဘိသိက်ရဲ့သဘောတရားလေးဒါလေးကိုနားလဲသိခြင်းနဲ့နော်ဒါကြောင့်ဒီမှာပထမအဦးဆုံးယုံကြည်သူဟာအဲ့ဒီရွေးနှုတ်ခြင်းဘိသိက်အဖြစ်မဟုတ်လည်းလေတွင်ဇာတိပဂတိအသွေးသားအရာကို ချွတ်ခွာခြင်းခံထားရတာဖြစ်တယ်ဒီနေ့အဲ့ဒီချွတ်ခွာခြင်းဟာကျွန်တော်တို့ချွတ်လို့မရဘူး ခရစ်တော်နဲ့အတူခရစ်တော်ကကားထဲမှာချုပ်ပေးခဲ့တာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကအဲ့ဒါကိုပြန်လည်သိမှတ်ခြင်းပဲဖြစ်တယ်။ဆလိုတဲ့အိဗယ်ကကဘာဦးသုံးခွန်မှာအာရန်နဲ့ဧဝါကဖိယသခင်ရဲ့ဘုံပြောက်သွားတဲ့အခါမှာကိုကူကိုကြည့်တော့ရှက်ကြောက်เสียပေါ်နေတယ်။အာရှက်เสียကြောက်เสียကြီးဖြစ်နေတဲ့အချိန်ကျတော့ဘာဖြစ်လဲဆိုရင်တင်မောတဖန်ရွက်တွေယူရွက်ချက်ချင်းမလုပ်လေကိုရဲ့အရှက်ကိုလုံအောင်ဖုံးလိုက်တာ။အဲ့ဒါဘာလဲဆိုလူရဲ့အကြံဉာဏ်လူရဲ့အတွေးခေါ်လူရဲ့အတွေးအသားတိုင်း ကြံစီပြီးတော့မှဝစ်တဲ့အချက်ကိုဖုံးတဲ့အရာဖရာသခင်အဲ့တော်ကိုမကြိုက်ဘူးမကြိုက်တဲ့တော့ဖရာသခင်ကအဲ့ဒီရဲ့တပန်းရွက်ကိုချွတ်ပြီးတော့မလုပ်လိုက်ရတယ်ဖရာသခင်ကနော်အပြစ်ရဲ့အခအသေးချင်းဆိုတာဖြစ်တဲ့အတွက် နောက်တစ်ချိန်မှာခရစ်တော်အားဖြင့်လူသည်အပြစ်လွတ်ခြင်းကျေးဇူးကိုရမှာဖြစ်တဲ့အတွက်မလုပ်လိုက်လဲဆိုရင်ပရိသတ်ရဲ့ဟုတ်လားသိစံတကောင်ရဲ့အတရေကိုယူပြီးတော့ဗာလေလူကိုဝတ်ပေးရတယ်တခြားကြည့် လူရဲ့မာရင်ခြင်းကဘာမှမဆိုင်တဲ့တရိษံလေးကကဘာဦးမှာအတိခံခဲ့ရတယ်ပြောခြင်းတဲ့အတိပဲကဒီနေ့အဲ့လိုပဲကျွန်တော်တို့ကအပြစ်ရှိတာအပြစ်မရှိတဲ့ယေရှုခရစ်တော်ဟာကျွန်တော်တို့အတွက်ကိုစားအတိခံပြီးတော့မှမလုပ်ရရလဲကျွန်တော်တို့အပြစ်တွေအတွက်အသွေးသွန်လောင်းခဲ့ရတယ်အဲ့တော့ဘာကြောင့်လဲဆိုရင်ကျွန်တော်ရဲ့အတွေးခေါ်ကျွန်တော်ရဲ့အသွေးသားနောက်ကိုလိုက်တဲ့ချင်းအားဖြစ်ဟုတ်လားရလာတဲ့အချက်တရားအကြောက်တရားတွေကို ကိုယ့်ရဲ့နီလန်းတင်နဲ့ရှောက်ဖုံးတော့ဆိုလို့တယ်။ဒါကြောင့်အဲ့ဒီဟာကဖုံးလို့မရဘူး။အဲ့ဒီဇာတိပကတိကိုခရစ်တော်နဲ့အတူကားတိုင်းမှာအဖြစ်လဲချွတ်ခဲ့ပြီးပြီဆိုတော့နားလည်ဖို့လိုတယ်။ဒါကြောင့်ဒီနေ့ဇာတိပကတိကိုချွတ်ဖို့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့တိဖို့ဆိုလို့ရှိရင်ပြမအချက်နေနဲ့ဘာဝင်ခံရမလဲဆိုရင်ငါဟာခရစ်တော်နဲ့အတူငါလူဟောင်းဟာတည်ခဲ့ပြီးပြီ။ဒါပြန်ပြီးတိမှတ်ဝင်ခံခြင်းဖြစ်တယ်။ကဲဒါဆိုရင်ဝိညာဉ်ကိုပြန်ဝိတ်တာတော့မယ်။ဝိညာဉ်ဝိတ်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ ဒုတိယချက်ကိုကြည့်တဲ့အခါမှာဘာပြန်တွေ့လဲလို့ပြောရင်မိမိကိုယ်ကိုအပြစ်အတွက်တည်တဲ့သူဖြစ်တယ်။ဖယားတခင်အတွက်အသက်ရှင်တော်သူဖြစ်တယ်ဆိုတဲ့အကြောင်းကိုတတ်မှတ်မယ်။ဟာငါသေးပြီဆိုတာနဲ့မရအောင်။ဘယ်ဒီတော့မှမလို့ဆိုရင်ငါသေးပြီမှနဲ့ယခုခရစ်တော်အဖြစ်ငါရှင်တယ်။ခရစ်တော်အဖြစ်ငါရှင်တာမဟုတ် sorry ခရစ်တော်အဖြစ်ငါ၌ခရစ်တော်ရှင်တယ်။ဒါမျိုးဖြစ်ဖို့လိုတာပေါ့။ဒါကြောင့်ယောမ67မှာ ယေခရစ်တော်ယေရှုအဖေဖျားသခင်အတွက်အသက်ရှင်တော်သူဖြစ်သည်ဟုမှတ်ကြပါလို့တတိဖေးထားတယ်။ပြောကြတယ်ဒါဝိညာဉ်၌ပြန်ဝှချင်းဖြစ်တယ်။ဒါဆိုရင်ပထမတစ်ချက်အနေနဲ့အမှန်တရားကိုတိမှတ်ဝန်ခံခြင်းမှာနှစ်မျိုးရှိတယ်။ဘာလဲဆိုရင်ဇာတိပဂရိကိုချော့ဟောလာဝိညာဉ်ကိုဝိဒီနှစ်ချက်ကိုနားလည်ပြီးဆိုရင်ပထမတစ်ချက်အနေနဲ့အစစ်တစစ်နာအောင်သွားပြီ။အောင်သွားပြီ။ဒါကိုနှိမ့်စင်ကျွန်တော်ဘာလို့ရမှာလဲ။တတိ ထားနေရမှာဖြစ်တယ်အဲ့တော့ငါဟာတည်ပြီးပြီးငါလူအောင်ခရစ်တော်နဲ့တည်ပြီးပြီးဆိုတာကိုဇာတိပတ်ပြီးချွတ်တာဖြစ်တယ်ဝိညာဉ်ကိုဝိတယ်ဆိုတာကအဲ့ဒီငါတည်ပြီးပြီးဆိုတဲ့အရက်နဲ့ရက်လို့မရဘူးငါအထက်မှာခရစ်တော်ရှင်ပေးနေပါလားလို့နေ့စဉ်ဝန်ခံနေဖို့လိုတယ်ဒါပထမတစ်ဆင့်ဖြစ်တယ်အဲ့ဒါကြောင့်ဒုတိယအဆင့်ကိုတက်အောင်ဒုတိယအဆင့်ကျတော့ဘာလဲလို့ပြောရင်စင်စက်မပြတ်ဆုံးဖြတ်ချက်ချအောင်အဲ့ဒီစင်စက်မပြတ်ဆုံးဖြတ်ချက်ချမှာလဲနှစ်ချက်ပဲနံပါတ် စာတိပဂတိကိုချွတ်နမနှစ်ခါဝေးဝิญကိုဝိဒါပဲလောက်ရတယ်ဒါပဲကိုလောက်အောင်ဒါဆိုရင်စင်စမပြတ်ဆုံးပြတ်ခြင်းနဲ့ပတ်သက်တဲ့ဇာတိပဂတိကိုချွတ်တာကိုလေ့လာကြည့်မယ်စင်စမပြတ်တဲ့နော်ဆုံးပြတ်ချက်တွေချနိုင်ဖို့အတွက်နှစ်ကကြီးရဲ့ဇာတိပဂတိကိုချွတ်တဲ့အဓိပ္ပာယ်ကကြတော့ဘာလဲလို့ပြောရင်ဇာတိပဂတိအသွေးသားရဲ့အလိုကိုဖြည့်ဆွမ်းဖို့အတွက် မိမိရဲ့ကိုအင်္ကာတွေကိုလက်နဲ့ဖြစ်မပြီးတော့ပြောချင်တဲ့အတိပဲကိုဒေါသရနောက်လိုက်ပြီးမနာနူအားမလာနူတဲ့စိတ်နောက်လိုက်ပြီးတော့မှအာဗဇက်ကပြောတာမျက်စောင်းထိုးတာဥပမာပေါ့အဲ့ဒီအဲ့ဒီအတွက်ကျွန်တော်ရဲ့ကိုခန္ဓာရဲ့အင်္ကာတွေဟာအသုံးပြုဖို့မဟုတ်တော့ဘူးအဲ့ဒီအသုံးပြုတာတွေရက်တံမှုရက်တံမှုဖြစ်တယ်ဒေါသထွက်ရင်ဟုတ်လားဩယုံကြည်သူဟာအမျက်ထွက်မကောင်းဘူးလူရဲ့အမျက်ဒေါသဟာဖျားသခင်ရဲ့ ဘုံတော့ကိုမပြုစုဘူးအဲနားလေသဘောပေါက်လိုက်တဲ့အခါပါဘာဖြစ်လဲအမျက်ငြိမ်းသွားတယ်ဒါမျိုးဆိုလို့ဒါအဲကြောင့်အမျက်ထွက်တဲ့နောက်မှာလက်တွေခြေတွေပါးစပ်တွေအကုန်ပါလာတာမျက်လုံးတွေအစပါလာတာအဲ့လိုမပါဖို့အတွက်ဘာလုပ်ရမလဲဆိုရင်စင်ဆက်မပြတ်ဇာတိပကတိကိုချွတ်ဖို့လိုတယ်ချွတ်တဲ့အခါမှာလဲကျွန်တော်သဘောနဲ့ချွတ်လို့မရဘူးအဲ့ဒါကိုယောမ6ဆက်နှစ်မှာပြောပြီးသားထို့ကြောင့်အပြစ်ဒီတင်တို့ဤတေတတ်သောကိုခန္ဓာ၌သောသံ၍၎င်း၏အလိုဆန္ဒကို မနာခံစေနဲ့။ဟုတ်တော့ခရစ်တော်ကျွန်တော်အထက်မှာရှိလာပြီ။အစာတော့ကတော့ခရစ်တော်မရှိခင်ကကျွန်တော်အထက်မှာမရှိခင်တော့ကျွန်တော်တို့ကအဲ့ဒီအသွေးသားကိုမနိုင်။အခုတော့ခရစ်တော်အားဖြင့်ကျွန်တော်တို့နိုင်သွားပြီ။နိုင်တဲ့အတွက်ခရစ်တော်ကိုအခွင့်ပေးလို့ရတယ်။ဒါကြောင့်အဲ့ဒါကိုနာခံမှုပိတ်သိမ့်လို့ခေါ်တယ်။ပိတ်သိမ့်နေပါလား။ကုနာကတော့ဗာပိတ်သိမ့်လဲဆိုရင်ရွေးနှုတ်ရှင်ပိတ်သိမ့်ဖြစ်တယ်။ကဲဒုတိယအဆင့်ကတော့ဗာလဲနာခံမှုပိတ်သိမ့်လို့ခေါ်တယ်။ဒါကြောင့်ကိုယ့်ရဲ့ကိုယ်ခန္ဓာအင်္ဂါဖြစ်တဲ့စိတ်နှလုံး ကိုစိတ်အဲ့ဒီရုပ်ထုတွေအတွက်ပဲအစီခံတဲ့လက်နဲ့အဖြစ်ကနေကတ်တန်ရဆိုင်လိုက်တာကိုစင်စက်မပြတ်เนาะဆုံးဖြတ်ချက်ချတာရဲ့ဇာတိပကတိကိုချွတ်ချင်းဖြစ်တယ်လို့နားလည်ရပါတယ်။ပြဒါကြောင့်ဝိညာဉ်ကိုဝိဆိုတဲ့အကြောင်းဆက်ပြီးသွားဝိညာဉ်ကိုဝိဆိုတဲ့အကြောင်းညာကြတော့ကျွန်တော်တွေကဘာကိုဆက်ပြီးနားလည်ရမလဲလို့ပြောရင်မိမိရဲ့ နော်ကိုခန္ဓာအင်္ဂါပေါ့နော်မိမိရဲ့အင်္ဂါများကိုဖောက်မှတ်ခြင်းတစားအဖြစ်ဖျားသခင်တံပေးအောင်။အော်ငါရဲ့ခန္ဓာမှာရှိရဲ့နော်ဒီနော်မြင်တာကြားတာဟုတ်လားခံစားတာထိတွေ့တာတွေအားလုံးဟာတေပိသားဖြစ်လို့ဒီနောက်ကိုနော်ဒီဒုစရိုက်အမှုတွေပြုဖို့အတွက်မလုပ်တော့ဘူးလို့ယက်တန်တာမှန်တယ်ဒါမှဒါနဲ့ယက်နေလို့မရဘူး အဲ့လိုယက်တနာတယ်မဟုတ်ဘဲနဲ့ဘာလို့မလဲအဲ့ဒီမှာရှိနေတဲ့ကျွန်တော်ရဲ့ကိုယ်ခန္ဓာရှိတယ်ဟုတ်လားအမြင်၅ပါးအားလုံးကိုဘယ်လိုပြန်ပို့ရမှာလဲလို့ပြောရင်ဖရာသခင်ကစက္ကအနန္တဖြစ်တယ်အဲ့ဒါကိုယောမ63မှာဒီလိုဖော်ပြတယ်တင်တို့ဤအင်္ဂါများကိုလည်းဖြောင်းမတ်ခြင်းတစားအဖြစ်ဖရာသခင်ကစက္ကအနန္တပါအဲပြောချင်တဲ့ဒိဗေကဖရာသခင်ကကျွန်တော်ရဲ့အထဲမှာလာပြီးတော့မှနေထိုင်ပြီးတော့မှအသက်ရှင်ပေးနေပြီမဲ့သူ့သဘောနဲ့သူအလုံးမလုံး ကျွန်တော်တို့ရဲ့ခွင့်ယုံကြည်သူရဲ့ခွင့်ပြုချက်နဲ့ပဲသူလုံလောက်တောင်တွေ့ရတယ်။ဒါကြောင့်ဒီနေ့ဇာတိပဂတိအရာကိုချွတ်တဲ့အရာနဲ့ပဲရက်တန့်လို့မရဘူး။ဘယ်လိုဆက်သွားမလဲဆိုရင်ဝိတ္တအထီကိုဆက်သွားအောင်မှာဖြစ်ပါတယ်။ဒါကြောင့်ကိုကိုရဲ့ကိုခန္ဓာပါရှိတဲ့အင်္ဂါတွေကိုဒုစရအမှုမပြုတော့ဘူးဆိုပြီးတော့ရက်တန့်နဲ့အစစ်နဲ့မရက်ဖဲနဲ့အဲ့ဒီရဲ့ကိုခန္ဓာအင်္ဂါတွေကိုဖြောက်မှတ်ခြင်းတစားအဖြစ်ဖျားသခင်တန်ဆက်ကပ်ပြီးအနံပါတ်ဆိုတဲ့ အချင်းကဒူရီယာအစင်အောင်မြင်ခြင်းဖြစ်ပါတယ်။ကဲဒါကြောင့်နံပါတ်3နံပါတ်3နေနဲ့ဝိညာဉ်တော်ရဲ့လမ်းညွှန်မှုကိုလိုက်လျှောက်ခြင်းပေါ့။ဒီအကြောင်းကိုကျွန်တော်ဆက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်။ဝိညာဉ်တော်ရဲ့လမ်းညွှန်မှုကိုလျှောက်တယ်ဆိုတဲ့အရာမှာလဲအချက်နှစ်ချက်ပဲတွေ့ရတယ်။အဲ့ဒါဘာလဲဆိုရင်ဇာတိပဂတိကိုချော့ဝိညာဉ်ကိုဝတ်ပဲ။အဟောစရာကောင်းတယ်ဟာ။ကျွန်တော်ဒါကိုလေ့လာတဲ့အခါမှာဟာဒီလိုကြီးပါပဲလား။ ဆိုတဲ့ဟာကိုနားလည်တဲ့အခါမှာအယံဝန်တာပါတယ်အဲ့တော့ဇာတိပဂတိကိုချွတ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်ကြည့်အောင်ဇာတိပဂတိကိုချွတ်ဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှာကြည့်တဲ့အခါမှာဘာတွေ့ရလဲလို့ပြောရင်လူအင်အားဒါမို့ပြည့်ညတ်တော်အားဖြင့်ပြောကြရင်လူရဲ့အစွမ်းအစဒါမို့ပြည့်ညတ်တော်အားဖြင့်ဖြောက်မှတ်ဖို့ကြိုးစားခြင်းကိုရပ်တန့်တာဖြစ်တယ် ြောချင်တဲ့အဓိပ္ပာယ်ကငါအဖျားသခင်တို့ဘယ်လိုလုပ်မလဲဖျားသခင်ရဲ့နှုတ်ဘတော်တွေဘယ်လိုငါကျင့်ဆောင်မလဲဆိုတာထက်အဲ့ဒါကဘာလဲဆိုပြောလို့ရှိရင်ဇာတိပကတိပဲအဲ့တော့ဇာတိပကတိရဲ့အကျင့်တွေကိုဆွန့်ပစ်ပြီးတော့မှလှုပ်ဆောင်တာကိုဆလုပ်တာဒီနေ့ဘုရားသခင်အတွက်လှုပ်ဆောင်ပေးတာမကောင်းလားကောင်းတယ်ဒါပေမဲ့ကိုယ့်ရဲ့အကြံဉာဏ်အကြံစီတည်းမဟုတ်ဘဲနဲ့ဘာလို့မှလဲဝိညာဉ်တော်ရဲ့အကြံစီပန်းဖြစ်ရမယ် ဒါကိုဆိုလိုတာဖြစ်တယ်ဒါကိုယ့်ရဲ့အကြံစံအကြံကြီးတွေကိုယ့်ရဲ့အသွေးသားဆန္ဒတွေပေါ်လာရင်တော့မှအဲ့ဒါဘုရားသခင်နဲ့ဆက်ကအနှံ့ဖို့လိုလားဘယ်တော်တော်များများကကျွန်တော်တို့ကကျွန်တော်တို့ကိုယ်တိုင်ပင်လင်မလုပ်လဲဆိုရင်အာဘယ်လိုလို့ပို့ကောင်းမှာပို့ဘယ်လိုလို့ပို့ကောင်းမှာပို့ဘုရားသခင်နဲ့ဆက်ကအနှံ့ခြင်းမရှိဘူးဒါကပါလေအသွေးသားအရာပဲဖြစ်တယ်ဒါကြောင့်ဂလာတိ56မှာလူကြီးတယ်ဝိညာဉ်ပဂတိအတိုင်းကျင့်လျင်ဇာတိပဂတိအလိုကိုမလိုက်ဖဲနေမယ်အဲ့လိုဖော်ပြပြီးသားဇာတိပဂတိဆိုတဲ့အသွေးသားရောင်ကိုကျွန်တော်ကထိတ်ထုတ်လို့မရဘူး ဲ့တော့ဘာလုပ်ရမလဲဆိုလစ်လူရှုပလိုက်ရမှာအဲ့ဒီဘက်ကိုလိုက်ပြီးထိန်းချုပ်နေရတာဖက်လစ်လူရှုပြီးတော့ဘယ်ဟုတ်သူလှည့်ရမှာလဲဆိုရင်ဝင်ဉင်ဘက်ကိုလှည့်ရမှာလစ်လူရှုနေတဲ့အစ်စ်လောက်ထိကိုမရက်ပါပဲနဲ့ဘယ်ဒီသွားမလဲဆိုဝင်ဉင်ဘက်ကထိကိုလှည့်ရမှာဥပမာကိုယ့်ရဲ့အစန္ဒလူတိုင်းလူတိုင်းကဘာပဲလှုပ်လှုပ်အဲကိုယ်စဉ်းစားဉာဏ်နဲ့လှုပ်လှုပ်ကြတာပါပဲဒီနှုတ်ဘက်တော်ဟောသည်ဖြစ်စေနော်လောကစီဝါရေလှုပ်သည်ဖြစ်စေကိုယ့်ရဲ့အုံနောက်ကြံစီမပါဘူးလားမပါတဲ့လူရှိလားမရှိပါဘူးမရှိပါဘူး ဒါပေမဲ့အဲ့ဒီအကြံစီတွေကိုလှုပ်ဆောင်တာကိုခဏရက်ပြန်တော့ရက်တဲ့အရာနဲ့အရက်တဲ့ဆိုတဲ့နေရာမှာပဲရက်တတ်နေလို့မရဘူးဘယ်သွားမလဲဆိုရင်ကိုယ့်ရဲ့အကြံစီတွေဖြစ်လာရင်လည်းဖျားသခင်ကစက္ကန့်အနှံ့ကြီးပြူရမယ်ဒါမှမဟုတ်မလုတ်ခင်တည်းကဖျားသခင်ကစက္ကန့်အနှံ့ကြီးလောက်ပါဒါဟုတ်ဆလူတာဖြစ်တယ်ဒါကြောင့်ဂလာတိ56ရဲ့အဓိပ္ပာယ်ရဆိုရင်တော့ဝိညာဉ်ပကတိဘက်ကိုအရင်ကိုလိုက်ရပါပြောချင်တာကဘာပဲလုတ်ချင်လုတ်ခင် ဘုရားသခင်ဆိုင်အရင်ဆက်ကအနက်ပြီးတော့မှအစီအစဉ်ဆွဲခြင်းဖြစ်ရမယ်လို့နားလည်ရတာဖြစ်တယ်။အဲ့ဒါကိုဒါတော့ဗာလဲဆိုရင်ပြည့်ညတ်တော်ဘိသိက်ကနေလွတ်မြောက်ခြင်းလို့ခေါ်တယ်။ပြည့်ညတ်တော်ဘိသိက်ဆိုတဲ့အဓိပ္ပာယ်ကဒီနေ့ယုံကြည်သူတွေမဖြစ်လာခင်ကလောကသားတွေကတော့ကိုအားကိုကိုပြီးကြင့်ကြံကြိုးစားတယ်။ကြိုးစားတယ်လောကသားဘဝက။ဒါပေမဲ့ယုံကြည်သူဖြစ်လာတဲ့အခါမှာဘုရားသခင်ရဲ့ခြေသူတရားကိုလက်ခံပြီးယေရှုခရစ်ရဲ့အသွေးတော်ဟာငါအတွက်အပြစ်ခတွေကို ယူဆောင်ပြီးတော့မှငါ့အပြစ်အလုံးကိုအသွေးတော်နဲ့စစ်ကြောပေးတယ်ဆိုတာလက်ခံပြီးခဲ့ပြီးမဲ့လေပုံစံအထက်ကပုံစံအကျင့်ပုံစံမပြောင်းလဲဘူး။ဘာလဲဆိုဒီဘက်ရောက်တဲ့ဆီမှာငါဖျားတခုအတွက်ဘလောက်ထိကောင်းအောင်လုပ်ပေးမလဲပဲစဉ်းစားတယ်။အဲ့ဒါကဘာဖြစ်နေရလဲဆိုရင်အသွေးသားဆန္ဒပဲအတူတူပဲအတူတူပဲဘာမှမပြောင်းလဲဘူး။ကဲတင်ချင်းထောက်ရအသက်ရတာမရတာပဲကွာတယ်။ငကိုကလည်းကိုယ့်ရဲ့အတွေးခေါ်နေပဲအလုပ်လုပ်တာ။အခုယုံကြည်ပြီးတဲ့နောက်မှလည်းကိုယ့်ရဲ့အတွေးခေါ်အတိုင်းပဲသွားတာ။ဒါဆိုလို့တာ။အဲ့လိုသွားလို့မရဘူး။အဲ့တော့ တော်တော်များများကတော့ယုံကြည်သူတွေကဟုတ်တယ်ငါတို့အသွေးခေါ်အပြစ်လို့လို့မြောက်ငါတို့ကတည်ပြီးရဲ့လူတွေဖြစ်တယ်ဆိုပြီးတော့ရက်တန်သွားတယ်အဲ့ဒီတော့မှန်တယ်ဒါပေမဲ့အဲ့ဒီရက်တန်တာနဲ့လုံးလို့မရဘူးဘယ်သွားမှလဲဆက်ပြီးတော့ဝิญဉ်ကြီးကိုဆက်သွားဖို့လိုတယ်ဒါကိုဆိုလိုခြင်းဖြစ်တယ်ဒါကြောင့်အဲ့ဒီအရာကပြည့်ညတ်တော်ဘိသိက်ကလွတ်ပြောက်ခြင်းလို့နားလဲရတယ်ဝิญဉ်ကြီးကအလေးကျင့်နေဆိုလိုတာဥပမာဆူတောင်းတာကျန်းစာဖတ်တာဒါတွေအစပါတာပေါ့ဒါကိုဇာတိပဂတိအမှုကိုချိုးဖျက်လိုက်တာလို့ခေါ်တယ်ဥပမာဆိုပါတော့စိတ်ဆိုးဒေါသထွက်တာရင်ဆူတောင်းပစ်တာအမြဲ ာမျိုးအနောက်ရှက်တွေဝင်လာရင်ကျန်းစာအမြဲတမ်းဖြတ်ဖတ်ပြလိုက်တာအဲခံစားချက်တွေများလာပြီဆိုရင်ဖတ်ခဲ့ဘူးတဲ့နှုတ်ပတ်တော်တွေပြန်ဆင်ကျင်လိုက်တာဒါအောင်ဆိုလို့ဒါဖြစ်တာအဲ့ပုံမှာမျောမနေတော့ဘူးဆိုလို့တဲ့တိတ်တွေကအဲဒါကိုနားလည်ဖို့လိုတယ်ဒါကြောင့်နံပါတ်3အနေနဲ့ဇာတိပဂတိကိုချွတ်ဆိုရဲအဆင့်ဟာဒီအဆင့်ကိုဆိုလို့ဒါဖြစ်တယ်ဒါဆိုရင်ဝิญဉ်ဝတ်ကိုဝတ်ဖို့လိုလာပြီဇာတိပဂတိချွတ်တဲ့အဆင့်နဲ့ပဲရက်တန်းလို့မပြောင်းဘယ်တိသွားမယ်ဆိုဝิญဉ်ကိုဝတ်တဲ့အထိလာမယ်ပြောတော့ မိမိဝိညာဉ်မှာမှခရစ်တော်ရှိတာကိုဒါကြောင့်မိမိဝိညာဉ်ထဲမှာရှိနေတဲ့ခရစ်တော်ကိုကိုယ့်ရဲ့အသွေးသားအရာတွေအဖြစ်ကိုဘာဖြစ်လဲကိုယ်ခန္ဓာဖြစ်ကိုပေးအပ်ဖို့လိုအပ်တယ်ဒါကြောင့်ဝိညာဉ်ကိုဝှချင်းဖြစ်တယ်ဒါကြောင့်ဝိညာဉ်ကိုဝှတယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်တန်ရှင်သောဝိညာဉ်တော်ရဲ့လမ်းညွှန်မှုကိုနေ့စဉ်နာခံတာနေ့စဉ်တော့နေ့စဉ်နဲ့နေ့စဉ်မနက်မိုးလင်းလာတဲ့ဘုရားသခင်ကျေးဇူးတင်တယ်ဆိုတာနဲ့စပြီးတော့မှအဲ့ဒီတနေ့တုန်းကနေနေစဉ်ဆိုတာဖြစ်ပေါ်လာတယ် တွားနေခြင်းစားနေခြင်းလာနေခြင်းဓမ္မတာလည်းမဖြစ်လေလူဟာအသွေးသားဘက်ကိုမလှည့်နိုင်ပါနှုတ်သူအသွေးသားဘက်ကြီးပဲလှည့်မှကြီးပဲလှည့်မှကြီးဒါကြောင့်ဒီနေ့ဒါကျွန်တော်ရဲ့ကိုတွေးတယ်နော်ကိုတွေးတယ်ဒါကြောင့်ဒီဟာလေးကိုနန်းနေပါတယ်ဒါကြောင့်တရားလေးရရှိသိခြင်းနဲ့အဲ့ဒီကြောင့်ဂလာတိ9:23မှာဘာပြောလဲဝိညာဉ်ပကတိအသီးပူမူကဒါလောက်ယူလို့မရဘူးနော်အကျိုးရဲ့ဝိညာဉ်အသီးကိုလုံးတို့ဘာလို့ညာတို့ပြောမှုကြပါလိမ့်မယ်အဲ့ဒါလူလုံးလို့မရပါဘူး ကိုယ့်ထဲမှာရှိတဲ့ခရစ်တော်အားလှုပ်ဆောင်ပေးတဲ့အရာပဲဖြစ်တယ်။လူလုံးလုံးအဲ့ဒီချစ်ချင်းတို့ဝမ်းမြောက်ခြင်းတို့ငြိမ်သက်ခြင်းတို့ထွက်လာတာမဟုတ်ဘူး။လူရဲ့အတွေးခေါ်အဖြစ်အလာတွေရတာမဟုတ်ဘူး။အထက်မှာရှိတဲ့ခရစ်တော်အားဖြစ်ပေချစ်ချင်းဟုတ်လားဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းဆိုတဲ့ဝိညာဉ်ရဲ့စုကျေးစုတွေ oh sorry ဝိညာဉ်ရဲ့အသီးတွေပေါ့ထွက်လာတာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဝိညာဉ်ဘက်ကိုမှတ်လက်သေးရအဲ့အသီးကလူလုံးတဲ့ဘာဖြစ်လဲလုံမြတ်တာတွေလုံချစ်တာတွေ လုတ်ဝမ်းမြောက်တာတွေပဲဖြစ်လာမှာဖြစ်တယ်ဒါကြောင့်ဝိညာဉ်ကြီးပါတယ်ကြီးတယ်ဟုတ်တယ်ဒါဖြစ်တယ်ဒါတော့နံပါတ်၄နံပါတ်၄အနေနဲ့ကဘာလဲဆိုမျောလင်းချက်နဲ့အသက်ရှင်ရမယ်အဲ့ဒီမျောလင်းချက်နဲ့အသက်ရှင်နေဆိုရဲဆိုတဲ့အရာမှာလဲအချက်နဲ့ချက်ပဲတွေ့ရတယ်အဲ့ဒီချက်နဲ့ချက်ကဘာလဲလို့ပြောရင်ဇာတိပဂတိကိုချော့ဝိညာဉ်ကိုဝတ်ပဲဒီနှစ်ချက်ပဲရှင်းရှင်းလေးပဲကြမ်းချက်တွေကလွဲသွားတယ် ဒီအသွေးသားကိုချော့နော်ဝิญဉ်တော်ကိုဝိဒါပဲဒါပဲဖြစ်နေတယ်။ဒါဆိုရင်အဲ့ဒီမှာမျောလင်းချက်နဲ့အသက်ရှင်တာနဲ့ပတ်သက်ပြီးတော့မှဇာတိပဂတိကိုချွတ်တဲ့အခါမှာပါလဲလို့ပြောရင်ဒီလောကရဲ့မမျောမမြဲတဲ့မျောလင်းချက်တွေအပူပင်တွေကိုဆွတ်ပြရမှာ။ပြောချင်တာကဒီနေ့လောကယာတွေနောက်ပဲလိုက်ပြီးတော့မှအဲဒီယာတွေနဲ့ပျော်ပွင့်နေဖို့မဟုတ်ဘဲနဲ့မမြဲဘူးဒါတွေက စီးပွားရေးလောက်တာပဲဖြစ်ဘာလို့လူမှုရေးလောက်တာပဲဘာပဲလုပ်နေလုပ်နေအဲ့ဒီအရာတွေကကျွန်တော်ထားခဲ့ရမယ့်အရာတွေဖြစ်တယ်ဒါပေမဲ့အဲ့လားမလိုအပ်ဘူးလားဆိုလိုအပ်တယ်ဥပမာစပါတို့ယုံကြည်သူမှာယုံကြည်သူမှာအပိုင်းနှစ်ပိုင်းရှိတဲ့အခြေခံအားဖြင့်အပြင်ပိုင်းကိုယ်ခန္ဓာမတည်မြဲတဲ့အစည်းအဝေးမလိုဘူးလားလိုတယ်လေစားရမယ်တောက်မှမယ်ဝေးရမယ်နေရမယ်မတည်မြဲတဲ့အစည်းအဝေးမလိုဘူးလားလိုတယ်ကိုယ်ခန္ဓာကလိုအပ်တယ်ဒါပေမဲ့သူမြေကြီးမှာကြံခဲ့မယ်ညာဒါပေမဲ့ လူရဲ့ယုံကြည်သူရဲ့အထဲမှာပါရှိနေလေဝိညာဉ်ရှိနေအဲ့ဒီဝိညာဉ်ကတော့ဗာလေတီမြဲတဲ့ဘုံစည်းစိမ်လိုအပ်တယ်သူကသေပြီးသူမပြီးဘူးသူကသေပြီးဟိုဘက်မှာထာဝရမှာသူကဘုံစည်းစိမ်ခံစားဖို့အတွက်ယခုမြေကြီးပေါ်မှာတည်းကလက်ရှိအသက်ရှင်မှာတည်းကလောလောအောင်လောအောင်ဒါအတွက်ဒီနေ့ဒါလိုအပ်တယ်ဒါဒီနေ့သင်ဇာတိပဂတိဘလောက်ချွတ်ပြီးတော့မှဝိညာဉ်ပဂတိကိုဘလောက်ထိဝိညာဉ်ကိုဝှက်လဲပေါ်မူတည်ပြောင်းလဲကွဲခြားသွားမှာဖြစ်တယ်ဒါကြောင့် ဤလောကမှာမမြဲတဲ့မျောလင်းချက်တဲ့အပူပင်တွေကိုစွန့်ဖြစ်ခြင်းဖြစ်တယ်။ဒါကြောင့်ယောမ6:6မှာဘယ်လိုပြောလဲဆိုရင်ဇာတိပဂတိစိတ်သည်တည်ခြင်းဖြစ်၏။ဝိညာဉ်ပဂတိစိတ်သည်အသက်ရှင်ခြင်းနဲ့ညီသက်ခြင်းရှိ၏။ဒါလေးဖော်ပြထားတယ်။ဒီကြက်ကြက်ကအရင်ကထူဆန်းတာတွေ့ရတယ်။ဒါကြောင့်အဲ့ဒါကိုမျောလင်းခြင်းပိတ်သိမ့်လို့ခေါ်ပါတယ်။မျောလင်းခြင်းဘုရားသခင်ကျွန်တော်တို့ကိုဘာတွေပေးမယ်ဆိုတာကိုကျွန်တော်ပြောထားပြီးသား။အဲ့ဒါကိုကျွန်တော်ကမျောလင်းတာ။ဒီအာဗြဟံလည်းအတိုင်းပဲ။ ဟိုးကနေအဟောင်းဘွားကနေပေါ့လူဟောင်းဘွားကနေရောဘုရားသခင်ရွေးနှုတ်တဲ့ဘွားလေးကိုယူလာပြီးဘုရားသခင်ပေးမဲ့နိုင်ငံရွှေပြည်တော်ကိုသူမျောလင့်သွားတာဖြစ်တယ်။ဒါကိုပြောပြသူတို့မျောလင့်ပြီးတော့မှမြေကြီးပေါ်မှာသူတို့မခံစားပါဘူးတေဝါရတယ်။ဒါကြောင့်ဘုရားသခင်ကဟိဘဲမှာဖော်ပြပြီးသားသူတို့အတွက်နိုင်ငံကိုတည်ထောင်တယ်လို့ဖော်ပြတယ်။ဒါကြောင့်အဲ့ဒါကိုမျောလင့်ခြင်းနဲ့သက်ဆိုင်တာလို့ဆိုတယ်။ဒါဆိုရင်မျောလင့်ခြင်းပိဋိတ်ကကိုယ်စိတ်နှလုံးရှိရုပ်ထုတွေလောဘတွေကြောက်ရွံ့မှုတွေကိုဖယ်ရှားပြီးတော့မှခရစ်တော်ထံကရတဲ့ကျွေးဝါးခြင်းကိုချုပ်ကင်ထားတယ် ဒါကိုဆိုလိုတာဖြစ်တယ်။ဒါကိုနားလည်ပါဒါကိုဇာတိပက္ခတိအဖြစ်ချွတ်တယ်လို့ခေါ်ပါတယ်။ဒါကြောင့်အဲ့ချွတ်တာနဲ့ရက်တန်းလို့မရပါဘူးဆက်ပြီးပါတော့လုပ်လို့ရတယ်လို့ပြောမယ်ဆိုဝိညာဉ်ကိုဆက်ခွတ်ဖို့လိုအပ်ပါတယ်။ဝိညာဉ်ကိုဝတ်တယ်လို့ပြောရင်အဲ့ဒါပါလဲလို့ပြောရင်ကျွန်တော်ဒါကိုနားလည်ပြီးသားညီကိုလေးခရစ်တော်ရဲ့ဒုတိယကြိမ်ကြွလာခြင်းနဲ့ဘုန်းတော်ကိုမျှော်လင့်ပြီးတော့မှတန်ရှင်းတဲ့အတ္တတာနဲ့နေထိုင်တာ။ဒါသို့ရင်ကျွန်တော်တို့ကဇာတိပက္ခတိကို ချွတ်တာကိုနားမလဲဘဲနဲ့တန်ရှင်းတဲ့အတ္တတာကိုနေထိုင်မလားမနေနိုင်တတ်ဘူးမနေနိုင်တတ်ဘူးဒါကြောင့်ဒီနေ့ကျွန်တော်ကိုကျွန်တော်တို့ယုံကြည်သူတွေအားလုံးကိုယေရှုခရစ်တော်အားဖြင့်တန်ရှင်းစေပြီဆိုတာမှန်တယ်ဒါမဲ့ဘလို့တန်ရှင်းစေတာလဲဆိုအောင်နားလေခြင်းဟာကျွန်တော်တို့နေထိုင်တတ်လာတယ်ဒါကြောင့်ဒီနေ့ကောလောသဲ3တိကနေနှစ်မှာဖော်ပြတယ်အထက်ရ၌ရှိသောအရာတို့ကိုသာရှာကြပါမြေကြီးပေါ်မှာရှိသောအရာတို့ကိုမရှာနဲ့အဲ့ဒါပါလေမျောလင်းချက်ကျမ်းချက်တစ်ချက်ကလို့ င်းရဲ့စိတ်နှလုံးဟာတဲ့တင့်ဗန္ဓာရှိရဲ့နေရာမှာရောက်နေလိမ့်မယ်။ဒါကလောကအရာအသွေးသားအရာတွေပဲကျွန်တော်ကစိတ်နှလုံးရှိရဲ့ဆိုရင်လောကအရာတွေမှာပဲကျွန်တော်စိတ်နှလုံးရှိနေမှာဖြစ်တယ်။ဒါပေမဲ့ကောင်းကင်အရာကမှကျွန်တော်ရဲ့ဗန္ဓာရှိတယ်ဆိုရင်ကျွန်တော်ရဲ့စိတ်နှလုံးဟာကောင်းကင်မှာရောက်နေမှာဖြစ်တယ်ဆိုတော့ကိုဖော်ပြခြင်းဖြစ်ပါတယ်။ဒါကြောင့်နော်အလုံးအချင်းချုပ်အနေနဲ့ပေါ့နော်ဒါအချုပ်အနေနဲ့ဝိညာဉ်၌အသက်ရှင်ခြင်းဟာမိမိရဲ့စွမ်းရည်မဟုတ်ဘူး ခရစ်တော်ရဲ့ပြီးပြည့်စုံတဲ့အမှုတော်ကိုယုံကြည်ပြီးတော့မှလက်ခံပြီးတော့တန်ရှင်သောဝိညာဉ်တော်ကိုနာခံခြင်းဖြင့်ဒါအသက်ရှင်နေထိုင်တဲ့ဗိသိက်ခံအလေးချင်းဖြစ်တယ်။ဒီလိုယုံကြည်သူတွေအားလုံးကဗိသိက်ခံနေဖြစ်တယ်။ဒါကြောင့်ဒီဗိသိက်ခံနဲ့ပတ်သက်တဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နောက်နောက်ပိုင်းစီစဉ်ဒီမှာကျွန်တော်အခွင့်အရေးကျွန်တော်ပြန်လည်မျှဝေပြီးတော့မှဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ယုံကြည်သူတွေဟာယုံကြည်သူတိုင်းဟာဘာလို့ကမှလဲဇာတိပဂရိယလွှမ်းမိုးမှုကို ချိုးဖြတ်ပြီးဝิญဉ်နဲ့အသက်ရှင်နည်းကိုနားလည်ပြီးတော့မှဘဝမှာအောင်မြင်တဲ့သူတွေဖြစ်လာဖို့အတွက်ဒီနှုတ်ကပတ်တော်ကိုပြန်လဲမျှဝေခြင်းဖြစ်ပါတယ်ဒီနေ့အားလုံးလည်းနားလည်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်လွယ်လွယ်ကူလီလေးဖြစ်အောင်ကျွန်တော်နားလည်လွယ်အောင်ကျွန်တော် ပြန်လဲမျှဝေခြင်းဖြစ်ပါတယ်နေထိုင်နည်းအားလုံး၄နည်းရှိတယ်၄နည်းလောက်ကဘာကိုချော့ရမှာလဲဆိုရင်ဇာတိပဂတိကိုချော့ဝิญဉ်ကိုဝိချက်၄ချက်လုံးကဒီတိုင်းပဲဖြစ်ပါတယ် ။ဒါကြောင့်ဒီနေ့ညီကိုမောင်မအားလုံး line ကလည်းနည်းနည်းလေးအထက်ကျဖြစ်သွားပြီမဲ့အချိန်လေးနည်းနည်းလေးကြာသွားတယ်။ဒါကြောင့်ဒီနေ့ဒီတုံးကိုနှုတ်ပတ်တော်ဟာဒီမှာရှိတဲ့ညီကိုမောင်နှမတွေအားလုံးကိုကိုယ်တိုင်ရဲ့နှလုံးသားမှာတကယ်ခံစားနားလည်သိမှတ်တော်သူတွေဖြစ်ပါစေလို့ကျွန်တော်စုတောင်းပေးနေဒီနေ့နှုတ်ကွက်တော်ကိုဒီနားမှာရနာပါတယ်အားလုံးပေါ်မှာဘုရားသခင်ပေးတဲ့အလင်းနဲ့ကောင်းချီးအတိအထိရရှိခံစားပါစေအာမင် Amen. Amen. Amen.